နိုင်ငံကျော်မိုးရီကိုမဟုတ်ဘဲချစ်စကောင်းတဲ့ချစ်သူလေးချင်းမလေးကိုချပြလိုက်တဲ့ဂျိုရှူအာဘန်ပရိသတ်များအလုံးမဲမင်္ဂလာပါရှင်မြန်မာစတာပေ့ချ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အလုံးအင်အားသင့်သွားစေမဲ့ချစ်သူလေးကိုချပြလိုက်တာကတော့မြမကုံဆောင် MMA ဖိုက်တာဂျိုရှူအာဘန်မောင် အခုချိန်မှာတော့ဂျိုရှွာဘန်ကမြန်မာနိုင်ငံမှာဒါမကကဘာမှာပါလက်မဲအကြီးဆုံးဖိုက်တာဖြစ်နေပါပြီ။အထူးသဖြင့်တော့ကဘာပေါ်မှာအဆင်မြင့်ဆုံး MMA ပြိုင်ပွဲတစ်ခုဖြစ်တဲ့ UFC မှာကစားနေရင်မြန်မာနိုင်ငံကချင်းတိုင်းဒါလီဂျိုရှွာဘန်ဟာအခုဆိုရင်တော့ကဘာအဆင့်တစ်ကစားသမား Brandon Rybel ကိုအနိုင်ယူအပြီးမှာကဘာကျော်ကစားသမားဖြစ်ခဲ့ပါတယ်။ဂျိုရှွာဘန်ဟာအခုဆိုရင် UFC ပြိုင်ပွဲမှာ Flyweight Champion ကဘတ်ကိုစိန်ခေါ်ခွင့်ရတဲ့တတိယမြောက်အာရှနိုင်ငံသားဖြစ်လာပါတယ်။ ဂျိုရှွာဘန်ကဒီဇင်ဘာလမှာ Flyweight Champion ဖန်တိုဂျာကိုအနိုင်ထိုးပြီးတော့ Champion ကပတ်ရမယ်ဆိုရင်တော့ UFC မှာ Champion ဖြစ်တဲ့ပထမဆုံးအာရှနိုင်ငံသားတစ်ယောက်ဖြစ်ဖို့ရှိနေပါတယ်။ဒါကြောင့်အခုဆိုရင်တော့ကမ္ဘာပေါ်မှာပရိသတ်တွေအားလုံးရဲ့ပါဇက်ဖြားမှာတော့ American ရောက်မြန်မာလူမျိုးချင်းတိုင်းတားလေးဂျိုရှွာဘန်ရဲ့နာမည်ကိုတဖောက်ဖောက်ပြောနေကြပြီဖြစ်ပါတယ်။ အခုခါမှာတော့ဂျိုရှွာဗန်တယောက်ဒီလိုမျိုးအောင်မြင်မှုတွေကိုရရှိလာတာနဲ့အတူတူပါပဲ။သူချင်းမြန်နေရတဲ့ချစ်သူလေးကိုချပြလိုက်တာပါ။မြန်မာနိုင်ငံချင်းပြည်နယ်ရဲ့မြို့တော်ဟာခမ်းမှာမွေးဖွားကြည့်ပြင်းလာခဲ့တယ်။ဂျိုရှွာဗန်ကတော့အခုတခါမှာသူ့ရဲ့ချစ်သူလေးကအမေရိကန်နိုင်ငံမှာနေထိုင်နေချင်းတိုင်းသူလေးဖြစ်ကြောင်းချပြခဲ့ရဖြစ်ပါတယ်။ဂျိုရှွာဗန်ရဲ့ချစ်သူလေးကချစ်စရာကောင်းတဲ့မျက်နှာပိုင်းရှင်လေးဖြစ်ပြီးတော့တော်တော်လေးကိုလှပကြော်ရှင်းတာကိုတွေ့ရပါတယ်။ ဒါကြောင့်လည်းအနေနဲ့လရွှေနဲ့များလို့လိုက်ဖက်ညီရဲ့လို့ပြောကြပါရယ်အထူးသဖြင့်ဂျိုရှွာဘန်ရဲ့ချစ်သူလေးကတကယ်ကိုပြည့်ပြည့်စုံနဲ့အလားတရားပိုင်ရှင်မျိုးလို့ဆိုကြတာဖြစ်ပါတယ်ပရိသတ်တွေကတော့ဂျိုရှွာဘန်တယောက်မိုးရီကိုနဲ့မဟုတ်ပဲအခုလိုမျိုးချင်းတိုင်းသူလေးတယောက်ကိုရွေးချယ်သွားလို့စိတ်မကောင်းဖြစ်နေကြပါရယ်အစောပိုင်းမှာတော့မိုးရီကိုနဲ့ဂျိုရှွာဘန်ရဲ့အခြေရေတရင်ကအင်တာနက်ပေါ်မှာပြန့်နှံ့လို့နေခဲ့ရပါဒါကလည်းမြန်မာနိုင်ငံသားတယောက်ဖြစ်တဲ့ဂျိုရှွာဘန်ကရုပ်ရှင်မင်းသမီးတွေထဲမှာဆိုရင်မိုးရီကိုကိုတော်တော်လေးသဘောကျမိကြောင်ပြောခဲ့ရကြောင်ဖြစ်ပါတယ်ဂျိုရှွာ ါပန်ကအင်တာဗျူးတစ်ခုမှာသူဟာငယ်စဉ်ကလေးကမိုးရီကိုရဲ့ fan ပရိသတ်တယောက်ဖြစ်ပြီးတော့မိုးရီကိုရဲ့ခန္ဓာကိုယ်ကောက်ချောင်းအလှကိုသဘောကျမိရလို့ဆိုပါတယ်။ဂျိုရှွာပန်ကနာမည်ကြီးကဘာကျော် MMA ကစားသမားတယောက်ဖြစ်နေတယ်လို့တခြားတစ်ဖက်မှာလည်းမိုးရီကိုကမြန်မာနိုင်ငံမှာအချမ်းသာဆုံးစီးပွားရေးလုပ်ငန်းရှင်ရုပ်ရှင်နဲ့တရုတ်ဆောင်မင်းသမီးဖြစ်နေရကြောင်း ပရိသတ်တွေကသဘောတူပြီးနေကြတာဖြစ်ပါတယ်။ပရိသတ်တွေကဆိုရင်ဂျိုရှွာဘန်နဲ့မိုဟီကိုတို့ကဇုံတွဲတပ်ပုံတွေပါအင်တာနက်ပေါ်မှာတင်နေကြတာဖြစ်ပါတယ်။ဒါအပြင်မိုဟီကိုကပရိသတ်တွေနဲ့တူနေဂျိုရှွာဘန်တို့သဘောတူကြတဲ့ comment တွေကိုအသေးပေးခဲ့ရာကြောင်းဂျိုရှွာဘန်နဲ့မိုဟီကိုတို့ကချစ်ကြိုက်နေကြပြီဆိုတဲ့သတင်းတွေပရိသတ်တွေကတကယ်ထင်လာကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းအခုတခါမှာတော့ဂျိုရှွာဘန်ကမိုဟီကိုမဟုတ်တဲ့သူ့ရဲ့ချစ်သူကောင်မလေးကိုချပြလိုက်တာဖြစ်ပါတယ်။တကယ်တော့မိုဟီကိုနဲ့ဂျိုရှွာဘန်တို့ကပရိသတ်တွေသဘောတူနေကြတာဖြစ်ပြီးတော့ ့အပြင်မှာခင်မင်မှုတွေတောင်မရှိဘူးလို့သိရပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောဂျိုရှုအဘန်ကိုမိုးဟီကိုနဲ့သဘောတူကြသလား။ဂျိုရှုအဘန်ရဲ့ချစ်သူလေးကိုဘယ်လိုမြင်လဲဆိုတာပြောသွားခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။